ယောမအခန်းကြီး3ငွေ20 23ဝတီဆိုတော့20နှစ်ကိုတက်ကို ကြီးတဲ့အခါမှာသူကဖြောက်မှတ်ခြင်းကြီးညာတရားနဲ့မဆက်ဆိုင်သောဖရာသခင်ဤဖြောက်မှတ်ခြင်းတရားတဲ့ Okay a righteousness from God apart from the law righteousness ဆိုတာ အပြစ်လွတ်ခြင်းကိုပျော်ခြင်းဖြစ်တယ်အပြစ်ခွင်းလွတ်ပေးခြင်းပေါ့ဘုရားသခင်ကအပြစ်ခွင်းလွတ်ပေးလိုက်တယ်ခေကျွန်တော်တို့အားလုံးဒီမွေးကလေးကိုကဘာနဲ့အတူမွေးလာတာအပြစ်နဲ့အတူမွေးလာကြတဲ့လူတွေဖြစ်တယ်ဘာဖြစ်လို့လဲကျွန်တော်တို့အပြစ်လုတ်လို့လားမဟုတ်ဘူးဘာသူကြောင့်လဲ โอเคจนรู้เยอภูพวาลูขอยามะปฐมะสงพยาพันธ์เส้นเคเดอาดันเนเอวะตรุเนี่ยวဘသူရဲ့အကြံစီကိုလက်ခံခဲ့တယ်။စာတန်ရဲ့အစီအစဉ်အကြံစီကိုသူတို့နှစ်ယောက်လက်ခံခဲ့တယ်။သူတို့နှစ်ယောက်စီကနေမွေးဖွားလာကြတဲ့လူအမျိုးအနွယ်ခင်ဗျားတို့ကျွန်တော်တို့အားလုံးဘသူမဆိုးသူတို့စီကနေမွေးဖွားလာကြတယ်ဆိုတော့ ကျွန်တော်တို့လည်းအားလုံးသူတို့လိုပဲအပြစ်ရှိတယ်ဘသူရဲ့လူတွေလဲကျွန်တော်တို့ကစာဒန်ရဲ့လူတွေဖြစ်ကြတယ်သူတို့နှစ်ယောက်ကစာဒန်စီကိုတွားလိုက်ပြီးစာဒန်အတွေးခေါ်ကြံစီကိုလက်ခံခဲ့တယ်ဆိုတော့သူတို့စီကနေမွေးလာတဲ့လူတွေလဲကျွန်တော်တို့စာဒန်နဲ့ပဲအတူတူရှိတာပေါ့ဗဇက်ကတော့ဖျားဖျားဆိုပေမဲ့တကယ်တမ်းကျတော့ စာတန်ရဲ့လူတွေလိုပဲနေလာကြတယ်ဆိုတော့အဲ့ဒီအပြစ်စာတန်ရဲ့လူ ဖြစ်သွားပြီးဖျားတန်ခတ်ထားတဲ့လူဖျားကိုဖျားကိုဂယုမဆိုင်တော့ဘူးဖျားရဲ့အစီအစဉ်ကို လက်မခံဘူးအဲ့ဒီဖျားရဲ့စန့်ကျင်ဘက် ဖြစ်တဲ့အပြစ်အဲ့ဒီအပြစ်ကို ဖခါကယေရှုခရစ်ကိုဒီလောကကို ကြွလာစေခြင်းအဖြစ်ဖယ်ရှားဖို့လှုပ်လိုက်တယ်ဆိုတော့ယေရှုကယေရှုကျမ်းစာကဖခါမှာဖခါကကျမ်းစာထဲမှာအပြစ်ရဲ့အခသေခြင်းဖြစ်တယ်ဒါသူရဲ့အစီအစဉ်ပေါ့လေအပြစ်ရဲ့အခသေခြင်းနဲ့ဆိုတော့အဒါနဲ့အေဝဖခါရဲ့အစီအစဉ်ကိုပယ်ချပြီးမှစာတန်ရဲ့အစီအစဉ်ကို လက်ခံလိုက်တဲ့အပြစ်ရဲ့အခဖခါကသေခြင်းနဲ့လူကို တန်ခတ်ခဲ့တယ်အဲ့ဒါနဲ့ဧဝကိုတန်ခတ်ခဲ့တယ်ဆိုတော့အဲ့ဒီတန်ခတ်လိုက်တဲ့အပြစ်တန်သည်ကျွန်တော်တို့အားလုံးလူအားလုံးလဲရရှိကြတယ်အဲ့ဒါကြောင့်အပြစ်မလုပ်ပေမဲ့ဘာမှမကောင်းတာမလုပ်ရသေးပေမဲ့ဘေဘီလေးတွေလည်းသေရတယ်โอเคယောဂါကြောင့်သေတာမဟုတ်ဘူးเนาะကျွန်တော်တို့ကတော့ခန္ဓာအရမြင်ရတာကြတော့ယောဂါကြောင့် ဟိုဟာကြောင့်ဒီဟာကြောင့်တည်တယ်လို့ထင်ကြတယ်ဒါတော့မြင်ရတဲ့ဟာပေါ့ဒါပေမဲ့ဖျားကစောစောတည်းကတန်ခတ်ပြီးသားပဲအဲ့ဒါနဲ့အေးဝလူအမျိုးအနွယ်ကိုတန်ခတ်ပြီးသားပဲအပြည့်ရဲ့အခတည်ခြင်းနဲ့ဒါကြောင့်မို့နေတို့တည်ရမယ်လို့ဖျားတန်ခတ်ပြီးသားပဲအဲ့ဒီတန်ခတ်ထားတဲ့ဟာရဲ့လက္ခဏာတွေမြင်ရတဲ့ဟာတွေပေါ့လေအခုငါတို့ဒီ လူအားလုံးသည်ကျွန်တော်တို့ဗမာလူလည်းပြောကြတယ်လူအားလုံးသည်သေမျိုးတဲ့သေမျိုးโอเคဆိုတော့ဒါအပြစ်ရှိတယ်အပြစ်တန်ခံစားနေရတဲ့လူတွေဖြစ်တယ်ဆိုတာကိုเนาะကျွန်တော်တို့ဖျားက ပြောနေခြင်းဖြစ်တယ်ဆိုတော့အဲ့ဒီအပြစ်ကိုအဲ့ဒီအပြစ်ကို ခွင့်လွတ်ပေးမှသာလင်ဖျားကကျွန်တော်တို့ကိုခွင့်လွတ်ပေးရမယ် ခွင်းလွတ်ပေးမှသာလင်ကျွန်တို့သည်အဲ့ဒီအပြစ်ကနေလွတ်ကြမှာကိုအဲ့ဒီအပြစ်ကနေလွတ်ကြမှာဆိုတော့ယေရှုခရစ်ကိုဒီလောကကိုကြွားစေတယ်အသေးခံစေတယ်အဲ့ဒီအကြောင်းကတော့ကျွန်တော်တို့ဧဝံဂေလိတရားလို့ပြောတာကိုဧဝံဂေလိတရားကိုကြားတဲ့အခါမှာအဲ့ဒီဟာကြားရလိမ့်မယ်ဆိုတော့ယေရှုခရစ်ငါတို့ကိုကယ်ဖို့ငါတို့အပြစ်ကိုဖယ်ရှားပေးဖို့လက်ဝါးကားတိုင်းပေါ်မှာအသေးလာခံခဲ့တယ် ဆိုတဲ့ဟာကိုเนาะကျွန်တော်တို့ဧဝံဂေလိတရားမှာကြားရတယ်ဆိုတော့အဲ့ဒီအကြောင်းဖြစ်တဲ့ဧဝံဂေလိတရားကိုကြားတဲ့အခါမှာကျွန်တော်တို့ကဆရာပြောလိုက်မယ်အဲ့ဒီဧဝံဂေလိတရားကို လက်ခံပါဧဝံဂေလိတရားကပြောတဲ့ဟာကိုခံယူပါမှန်တယ်လို့ခံယူပါဆိုပြီးမှပြောလိုက်မယ် ဆိုတော့ဧဝံဂေလိတရားကိုကြားတဲ့အခါမှာခံယူတယ်ဆိုရင်ဒါစိတ်ထဲကနေပဲလက်ခံတယ်ခံယူတယ်ဆိုရင်ယေရှုဖျားကအဲ့ဒီလူကိုအခွနဒဏ်ခတ်ထားတဲ့အပြစ်ဒါဖျားရဲ့ယန္တုဆိုတဲ့လူကိုယေရှုခရစ်ကအပြစ်ခွင်လွတ်ပေးလိုက်တယ်တဲ့အပြစ်ခွင်လွတ်ပေးလိုက်တယ်โอเคအဲ့ဒါကို ဖြောင်းမတ်ခြင်းလို့ခေါ်တယ်ဖြောင်းမတ်သွားပြီ ပြောချင်တာအပြစ်မရှိတော့ဘူးပေါ့အပြစ်မရှိတော့တဲ့အခြေအနေကို ဖြောင်းမတ်ခြင်းလို့ခေါ်တယ်ဆိုတော့အပြစ်ခွင်းလွတ်ပေးလိုက်ပြီဧဝံဂေလိတရားကိုလက်ခံတဲ့အတွက်ကြောင့်မို့အပြစ်ခွင်းလွတ်ပေးလိုက်ပြီဒါကြောင့်မို့အဲ့ဒီလူသည်ဖျားရှိမှာအပြစ်တစ်စက်မှမရှိတော့တဲ့ဖြောင်းမတ်သောသူ ဖြစ်သွားပြီတဲ့โอเค ဖျားသခင်ဤဖြောင်းမတ်ခြင်းဖျားသခင်ပေးတဲ့ဖြောင်းမတ်ခြင်းဖြစ်တယ်ဒါဖျားသခင်အပြစ်ခွင်းလွတ်ပေးခြင်းအားဖြင့်ပေးတဲ့ဖြောင်းမတ်ခြင်းပေါ့လေဆိုတော့အဲ့ဒီဖြောင်းမတ်ခြင်းဒီတရားအားဖြင့်မဟုတ်ဘူးတဲ့တရားနဲ့မဆက်ဆိုင်ဘူးတဲ့ပြောကြင်နာတရားဆိုတာစံစာကိုပြောတာစံစာကိုလိုက်နာနိုင်လို့စံစာကပြောတယ်မကောင်းတာမလုပ်တဲ့လူသည်ဖြောင်းမတ်မယ်အဲ့ဒီလို့ ပြောတာမျိုးမရှိပါဘူးတဲ့အဲ့ဒါမျိုးကြောင့်မဟုတ်ပါဘူးတဲ့တမကျန်းစာတမဟောင်းကျန်းကိုလိုက်နာနိုင်လို့မဟုတ်ပါဘူးတဲ့မလိုက်နာနိုင်လို့ငါတို့သည်ဒဏ်ခတ်ခံရပါတယ်ဆိုနေမှလိုက်နာနိုင်လို့ဒါကျန်းစာမသိတဲ့လူတွေကထင်ကြတယ်လိုက်နာနိုင်တယ်လို့ထင်ကြတယ်ငါအကောင်းဆုံးဖရာအကြိုက်ဆုံးဖရာစိတ်မဆိုးအောင်နေနိုင်တယ်လို့ထင်ကြတယ်နေနိုင်ခြင်းလဲနေနိုင်လိမ့်မယ်ဒါပေမဲ့နေသည် စောစောကတည်းကတန်ခတ်ပြီးသားပဲအပြစ်သား Okay အဲ့ဒါကြောင့်မို့နေနိုင်ရင်လည်းရတယ်မလို့ဘူးနင်သိရမယ်စောစောလေးကအပယ်လာရမယ်ဆိုတာပြောပြီးသားပဲဒါကြောင့်မို့လူတွေကအယမ်းချီးမွမ်းမယ်အာဒီလူဖရာတရားအယမ်းနဲ့ရှိတယ်နော်အယမ်းကိုလေးစားထိုက်တယ်နော်ဟုတ်ပါတယ်လေးစားထိုက်ပါတယ်ဒါပေမဲ့အပယ်လာရမယ်ဘာဖြစ်လို့လဲစောစောတည်းက တန်ခတ်ပြီးသားပဲပြညတ်တရားနဲ့ဘာမှမဆိုင်ဘူးโอเคပြညတ်တရားလည်းအပြစ်မလုပ်ဘဲနေတဲ့လူကိုဖြောင်းမတ်ခြင်းပေးမယ်လို့မပြောထားဘူးဒါကြောင့်မို့ပြညတ်တရားနဲ့မဆိုင်ဘူးတဲ့ကျမ်းစာကျမ်းစာလိုက်နာနိုင်တာနဲ့မဆိုင်ဘူးလို့ပြောခြင်းဖြစ်တယ်โอเคဆိုတော့အခုအဲ့ဒီဟာကိုတဲ့ထင်ရှားခဲ့ပြီ ပြောကြတာအခုယေရှုလာခေါ်လိုက်တယ်ပြီးရင် သူတပည့်တွေကိုဟောခိုင်းလိုက်တယ်ဆိုတော့အခုတော့ငါတို့သိပြီထင်ရှားပြီငါတို့ကြားရပြီလို့ပြောခြင်းဖြစ်တယ်ဆိုတော့အဲ့ဒီတည်င်းကိုငါတို့ကြားရပြီပေါ့လေကြားရပြီဆိုတော့အခုငါတို့သိရတော့မယ်ဖျားရဲ့ခွင်းလွတ်ခြင်း ဆိုတဲ့အပယ်လာရမယ်ဘဝကနေလွတ်မြောက်ခြင်းဆိုတဲ့ဒီဖြောက်မှတ်ခြင်းကိုငါတို့ 处的天干古来看见阿片，也有路也无路，标准撇的。那现在，this righteousness from God comes through faith in Jesus Christ to all who believe。Okay，所以，你千万见的耶稣古来看见阿片撇的，耶稣古来看的所谓哈个，正如一文吉利的阿古来看见古标准撇的，一文吉利的阿。Okay。 အဲကျွန်တော်တို့ယေရှုယုံကြည်ခြင်းအားဖြင့်ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် okay ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်ဆိုတော့ဒီစကားကငါတို့လူတွေဟိုအဲ့လိုတိုက်ရိုက်ထင်ကြတယ်ဒါပေမဲ့ယေရှုကိုလူတွေဒီတိုင်းချက်ချင်းလက်ခံခဲ့တာမရှိပါဘူးယေရှုရဲ့ ညီကိုမောင်နှမတွေတောင်မှညီလေးတွေတောင်မှယေရှုကိုမယုံကြဘူးတဲ့။ဘာဖြစ်လို့လဲဆိုရင်ခန္ဓာအယပြောနေတာခန္ဓာအယ။ဆိုတော့ယေရှုကိုလက်ခံနိုင်ဖို့ဆိုတာသူပြောတဲ့စကားကို နားလည်ရမယ်ခံယူရမယ်။ Okay ယေရှုဟောတဲ့တရားကိုနားလည်ရမယ်နားထောင်ရမယ်နားလည်ရမယ်ပြီးရင်သူပြောတဲ့အတိုင်းခံယူရမယ် ဆိုတော့ကျွန်တော်တို့အတွက်ပိုးပြီးမှအခုယေရှုကိုလည်းမမြင်ကြဘူးဆိုတော့ယေရှုကိုလက်ခံတယ်ယေရှုကိုယုံတယ်ဒီလိုပြောတဲ့စကားသည်ယေရှုဟောခဲ့တဲ့တရားဧဝံဂေလိတရားကိုငါတို့ကြားခဲ့တယ်ဘာလုပ်ရမယ်ဆိုတာပြောတာကြားခဲ့တယ်အဲ့ဒါလက်ခံရင်ဘာရမယ်ဆိုတာကြားခဲ့တယ်အဲ့ဒါတွေကြားပြီးတဲ့အခါမှာကျွန်တော်တို့ဧဝံဂေလိတရားကိုလက်ခံတယ်ဆိုရင်အဲ့ဒါယေရှုကို ယုံကြည်ခြင်းဖြစ်တယ်။ Okay ယေရှုမှမမြင်ကြတော့ကျွန်တော်တို့ယေရှုကိုမမြင်ကြဘူး။အဲ့ဒါကြောင့်မို့ယေရှုကိုယုံကြည်ခြင်းလို့ပြောတဲ့အခါမှာယေရှုရဲ့ဧဝံဂေလိတရားကိုလက်ခံတဲ့ဟာကိုပြောခြင်းဖြစ်တယ်။ဧဝံဂေလိတရားမှာပြောထားတယ်။နေအတွက်ငါအသေးခံပေးခဲ့တယ်။လက်ခံပါအဲ့ဒီလိုလက်ခံတယ်ဆိုရင် ်နင်ကိုငါကဲတင်မယ်ဆိုပြီးမှယေရှုပြောထားတယ်ဒါကြောင့်အဲ့ဒီဧဝံဂေလိတရားကိုလက်ခံတဲ့ဟာကိုယေရှုကိုယုံကြည်ခြင်းဖြစ်တယ်လို့သူကပြောခြင်းဖြစ်တယ် sabima there's no difference လူတွေကတော့ဘသူမှဟိုအတူတူပဲပေါ့လေဘသူမှဟိုဒီလူက ကဲတင်ချင်းမလိုဘူးဒီလူကကဲတင်ချင်းလိုတယ်ဆိုတာမျိုးမရှိပါဘူးတဲ့ there's no difference အားလုံးကအတူတူပါပဲကဲတင်ချင်းလိုအပ်ကြတဲ့လူတွေဖြစ်တယ်ယေရှုရဲ့ဧဝံဂေလိတရားကိုလက်ခံဖို့လိုအပ်တဲ့သူတွေပဲဖြစ်တယ်ဗောလေ for all have sin အားလုံးအပြစ်ပြုခဲ့ကြတယ် okay အပြစ်ပြုခဲ့ကြတယ်ဆိုတာခုနပြောတဲ့ဟာအာဒံရဲ့သားသမီးအမျိုးအနွယ်တွေဖြစ်လို့ဖခင်ကအားလုံးအပြစ်ပြုတယ်လို့ပဲပြောတယ် fall short of the glory of God ဖရာရဲ့ဘုံတော်ကနေကျဆင်းသွားပြီ okay fall short ဆိုတာကကျဆင်းသည် ဖရာရဲ့လူ ဖရာလက်ခံထားတဲ့လူဘဝပေါ့လေလူဆိုတာဘယ်လိုဖြစ်ရမလဲသူရဲ့အစီအစဉ်ကို လက်ခံထားတဲ့လူ ဖြစ်ရမလဲဆိုတော့အဲ့ဒီအစီအစဉ်ကနေကျဆင်းသွားတယ်လူတွေဖြစ်တယ်ပေါ့လေ ဆိုတော့ဘယ်သူမှမထူးပါဘူးတဲ့အားလုံးကတော့အပြစ်သားတွေပဲစာတန်ရဲ့လူတွေပဲပေါ့လေ Nasele and are justified freely by his grace through the redemption that came by Jesus Christ. Yeshu Kre Apchen Yaulare Pide Ketin Jin. English Sama Jaro Sagalon Nalon Shire Salvation Redemption Sura Nakushi. Redemption Jaro ဥပမာတခုခုရန်သူလက်ထဲရောက်သွားတယ်တခြားလူတယောက်လက်ထဲရောက်သွားတယ်ကျွန်တော်ကအဲ့ဒီဟာ sorry ပြန်ရခြင်းရင်ကျွန်တော်ကတခုခုပေးရမယ်ရွေးရမယ်ဗမာတော့ရွေးတယ်လို့ခေါ်တာပေါ့လေဆိုတော့ကျွန်တော်တို့ကဖျားရဲ့ကျွန်တော်တို့မဟုတ်အာဒန်နဲ့အေဝပထမဆုံးပြောရအောင်အာဒန်နဲ့အေဝဒီဖျားဖန်ဆင်းခဲ့တဲ့လူနှစ်ယောက် ဆိုတော့သူတို့နှစ်ယောက်အဖြစ်လူအမျိုးအနွယ်ရှိလာတော့မယ်ဖခင်ကအဲ့ဒီလိုစီစဉ်ထားတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကဖခင်နဲ့အတူမနေဘဲနဲ့သူတို့ကစာတန်ကိုလက်ခံလိုက်တယ်စာတန်ရဲ့အစီအစဉ်ကိုလက်ခံလိုက်တယ်ဆိုတော့ဖခင်စီကနေအခုကသူတို့နှစ်ယောက်ဒီစာတန်စီရောက်သွားပြီဆိုတော့ဖခင်ကအခုသူတို့နှစ်ယောက်ကိုပြန်လိုချင်တယ်ပြန်လိုချင်တယ်ဆိုတော့ဖခင်ကရွေးရတော့ရွေးရတော့ OK，the redemption，so the，you know Jane，哦，没错吧？You know the mood of h a n you know Jane，OK？So the redemption，you know j i n e So the，Jesus，啊，对，o 背景二篇，耶稣都要再过 stage 二篇，就那如 ြန်ရွေးမယ်လို့ဖခင်ကဆောင်ရွက်ခြင်းဖြစ်တယ်။အဲ့ဒါကြောင့်မို့ဒီမှာယေရှုခရစ်တော်ဒီလောကကိုလာတယ်ကျွန်တော်တို့ကိုယ်စားအသေးလာခံတယ်ဆိုတဲ့ဟာကအေဝံဂေလိတရားမှာပြောပြထားတယ်။ဆိုတော့ယေရှုခရစ်သူကိုယ်တိုင် အသေးခံပေးခြင်းအဖြစ်ကျွန်တော်တို့ကိုရွေးခြင်းဖြစ်တယ်။ Okay ကျွန်တော်တို့ကိုရွေးခြင်းဖြစ်တယ်။ ဆိုတော့သူ့အသက်အစာထိုးပေးရတာပေါ့လေဆိုတော့ယေရှုရဲ့အသက်အစာထိုးပေးလိုက်ပြီးမှ ကျွန်တော်တို့ကိုရွေးဖို့ဖခင်ကဆောင်ရွက်ခြင်းဖြစ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ယေရှုရဲ့အေဝံဂေလိတရားကိုလက်ခံတဲ့အခါမှာကျွန်တော်တို့ကိုသူကရွေးလိုက်တယ်ကျွန်တော်တို့ကိုကယ်တင်ခြင်းကယ်တင်လိုက်တယ်ဆိုတော့ကယ်တင်ခြင်းကျွန်တော်တို့ကို ရရှိစေတယ်ဆိုတော့အဲ့ဒီကဲတင်ခြင်းလို့ပြောရင် तू ကဖြောက်မှတ်ခြင်းကနေစပြောတဲ့အတွက်ကြောင့်မို့ဖြောက်မှတ်ခြင်းဆိုတော့ဒါနောင်နာဆိုတော့အခုကြတော့ကရိယာပုံစံမျိုးပြောထားတယ်24မှာဖြောက်မှတ်ရာတို့ရောက်ရကြ၏ okay english ကြတော့ justification လို့ခေါ်တယ် justification ဆိုတဲ့ဟာကတရားယုံစကားပေါ့လေတရားယုံမှာတရားသူကြီးကပြတနာကိုနှစ်ဖက်စလုံးနားထောင်ပြီးပြီးပြီးရင်သူကတရားဥပဒေက ပြောတဲ့အတိုင်းပဲအခုအမိန်ချမှတ်တော့မယ်အမိန်ချမှတ်တော့ဆိုတော့တရားသူကြီးအမိန်ချမှတ်တဲ့ဟာကို justify လို့ခေါ်တယ် justify ဆိုတော့ဒီလူအပြစ်သားဖြစ်တယ် ဆိုတဲ့အဟာကို အခုယေရှုရဲ့အသက်အစာထိုးပေးလိုက်ခြင်းအပြင်ရွေးတဲ့အတွက်ကြောင့်မို့ဖခင်ကဒီမှာတော့တရားသူကြီးကတော့ဖခင်ပေါ့လေဖခင်ကဘာဟိုအမိန်ချမှတ်တယ်လဲဆိုရင်ဒီလူယေရှုရဲ့ဧဝံဂေလိတရားကိုကြားခဲ့တဲ့လက်ခံပါလက်ခံတဲ့လူကိုဖခင်ကကယ်မယ်လို့ပြောတာသူကြားခဲ့တယ် ကြားခဲ့တဲ့အချိန်မှာသူလက်ခံခဲ့တယ်အဲ့ဒါကြောင့်မို့ဖခင်ကတရားစီရင်တယ်ဒီလူဒီနေ့ကနေအပြစ်ဒါမဟုတ်တော့ဘူးအပြစ်မရှိတော့ဘူးလို့တရားစီရင်လိုက်ဖြောင်းမှတ်ခြင်းဖြစ်သွားတာပေါ့ okay ဒီနေ့ကနေဒီလူသည်အပြစ်မရှိတော့ဘူးဒီလူစာတန်ရဲ့လူ မဟုတ်တော့ဘူး အာရနဲ့အေးဝကိုတန်ခတ်ခဲ့တဲ့အပြစ်ဒဏ်နဲ့ဒီလူမဆိုင်တော့ဘူးလွတ်ပြီးဆိုပြီးမှဖျားကတရားစီရင်တယ် justify လုပ်တယ်လို့ခေါ်တယ် justify okay ဆိုတော့ဖြောင်းမတ်ခြင်းကနေပြောတဲ့အတွက်ကြောင့်မို့သူကအပမာလိုကြတော့ဖြောင်းမတ်ရတော့ရောက်ရကြဤအင်္ဂလိပ်လိုစကားလုံးကတော့မရှိဘူးပေါ့လေဆိုတော့အင်္ဂလိပ်လိုကြတော့ justified okay all are justified freely အဲ့ဒီ justified ဆိုတဲ့စကားလုံးဒီတရားသူကြီးအမိန့်ချမှတ်တာကိုပြောတာဆိုတော့ဖခင်ကအမိန့်ချမှတ်တယ်ဧဝံဂေလိတရားကိုကြားတယ်လက်ခံပါလို့ပြောတယ်လက်ခံတဲ့လူကိုဖခင်ကကဲတင်မယ်ဆိုတဲ့သတင်းကိုကြားတဲ့အခါမှာဩငါလည်းအဲ့ဒါဆိုရင်ဧဝံဂေလိတရားပြောတဲ့အတိုင်းယေရှု အသေးခန္ဓာငါ့ကိုကယ်ဖို့ဖြစ်တယ်လို့ငါလည်းခံယူမယ်အဲ့လိုဧဝံဂေလိတရားကိုခံယူတယ်ဆိုရင်ဖခင်ကအမိန့်ချမှတ်လိုက်ပြီအဲ့ဒီလူဒီနေ့ကနေအပြစ်သားမဟုတ်တော့ဘူးဖြောင်းမတ်သွားပြီပေါ့လေ righteous person righteousness ဖြောင်းမတ်ခြင်းရသွားပြီလို့ကြော်ညာခြင်းဖြစ်တယ် okay ဒါကျွန်တော်တို့သိပြီဆိုရင် ကိုကလက်ခံထားလားလက်မခံထားဘူးလားဧဝံဂေလိတရားကိုလက်ခံပြီးပြီလားဒါစစ်ဆေးဖို့ပို့ပဲပေါ့လေလက်ခံထားတယ်ဆိုရင်အော်ငါကိုဘုရားသခင်တရားစီရင်ပြီးပြီငါအခုအပြစ်သားမဟုတ်တော့ဘူးဘုရားသခင်အပြစ်ခွင်းလွတ်လိုက်တဲ့ဖြောက်မှတ်သူဖြစ်သွားပြီလို့ခံယူလို့ရတယ်ပေါ့လေဧဝံဂေလိတရားကိုလက်ခံတဲ့လူကတော့ဆိုတော့ဧဝံဂေလိတရားကိုလက်ခံကြားပြီးပြီဩတာယေရှု ငါအဲ့အတွက်ငါကိုကဲတင်ဖို့အသေးခံပေးခြင်းဖြစ်တယ်ဆိုတာဖြစ်နေပါလားဟုတ်ပြီငါလည်းလက်ခံတယ်ဒါကြောင့်ဧဝံဂေလိတရားပြောတဲ့အတိုင်းလက်ခံခြင်းအဖြစ်ငါယေရှုကိုယုံမယ်ယေရှုပေးတဲ့ဖြောင့်မတ်ခြင်းကဲတင်ခြင်းကိုငါရယူမယ်လို့ပြောပြီးပြီဆိုရင်ရပြီပေါ့လေရပြီပဲပေါ့လေ justify ပြောပြီးပြီဒီလူအပြစ်မရှိဘူးလက်ခံတဲ့အချိန်မှာဘယ်တော့ကလည်းဘယ်ချိန်ကလည်း at the moment no at the moment you confess evangeli တရားကပြောတဲ့အတိုင်းငါခံယူပါတယ်ယေရှုအသေးခံခဲ့တာငါ့ကိုကယ်ဖို့အတွက်ဖြစ်တယ်လို့ဧဝံဂေလိကပြောတယ်ဒါကြောင့်မို့ငါဧဝံဂေလိတရားပြောတဲ့အတိုင်းခံယူတယ်ဒါကြောင့်ငါယေရှုပေးတဲ့ကယ်တင်ခြင်းကိုရယူတယ်ဖြောင်းမတ်ခြင်းကိုရယူတယ်လို့အဲ့ဒီအချိန်ပြောခဲ့တဲ့အချိန်ကနေဖြောင်းမတ်ခြင်းရတယ်ဖရာလက်ခံထားတဲ့လူဖြစ်တယ်ပေါ့လေ โอเคဆိုတော့ဒီလိုနားလဲကြရအောင်ဒီလိုနားလဲခံယူကြတဲ့လူအားလုံးပေါ်မှာဖျားရှင်အထူးကောင်းချီးပေးပါစေ